ားလုံးမင်္ဂလာပါဦးစင်းရဲ့ဓမ္မတုဒ္ဒ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အရင်နေ့တွေတုန်းက1ဖရာရှိခိုး2သီလခံယူစောက်တည်ဖို့3မေတ္တာပို့နဲ့အမြတ်ပေးဝေဖို့တို့ကို ပြောပြပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်ဒီကနေ့မှာတော့အပိုင်း1ဖရာရှိခိုးမှာပါတဲ့ဩဃာတစသည့်အဓိပ္ပာယ်တွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဩဃာတဆိုတာပါဠိစကားပါ မြန်မာလိုတော့အခွင့်လိုအတိတ်ပဲရပါတယ်အခွင့်ပေးပါအခွင့်ပြုပါလို့ဆိုလိုပါတယ်ဦးစင်းတို့တွေကတစ်ခုခုကို လုံမယ်သွားမယ်ပြောမယ်ဆိုရင်မိဘဆရာသမားစသူတို့ကို အခွင့်တောင်းကြရပါတယ်ကျွန်တော်ကျမတားတို့သမီးတို့ဘာလို့အောင်မယ်ဖဲသွောင်းမယ်စသည်ဖြင့်ခွင့်တောင်းကြရပါတယ်ဩဃာတာဆိုတာလဲဒီသဘောမျိုးပါပဲဒီတော့ဆိုရင် ဩဃာတယအဓိပ္ပာယ်ကို နားလည်လောက်ပြီလို့ထင်ပါတယ်ဩဃာတဩဃာတဩဃာတခွင့်ပေးပါဗျာခွင့်ပေးပါဗျာခွင့်ပေးပါဗျာလို့စကားသုံးခုဖြင့်ခွင့်တောင်းပါတယ်ပထမဩဃာတဖြင့်မြတ်စွာဘုရားထံဥတီခွင့်တောင်းပါတယ်ဒုတိယဩဃာတဖြင့်တရားမြတ်ထံဥတီခွင့်တောင်းပါတယ်တတိယဩဃာတဖြင့်တန်ခါမြတ်ထံဥတီခွင့်တောင်းပါတယ် ဘာလို့ခွင်တောင်းတာလဲဆိုရင်ကာယကံဝစီကံမနောကံတပ်ပဒေါသခတ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါတဲ့မိမိမှာဖရာတရားတန်ခါဆိုတဲ့ယရဏမြတ်သုံးပါးနဲ့ပတ်သက်ပြီး မတော်တဆပြုမှမိတဲ့ကာယကံအပြစ်ပြောမှမိတဲ့ဝစီကံအပြစ်ကြံမှမိတဲ့မနောကံအပြစ်အဲ့ဒီအပြစ်သုံးမျိုးတည်းကတမျိုးမျိုးနဲ့ပြင်းမှမိတဲ့အပြစ်ပဲ အညီအကျေးများရှိရင်အဲ့ဒီအပြေပေးအညီအကျေးများကင်းပြောက်ရန်ကြည်ပြောက်ရန်အတွက်တီလာပေးစီရတော့ဇေဒီလေးပါစသည်များကိုတက်တည်ထားပြီးဟွန်ချတောင်းပန်ကြော်ချင်းဖြစ်ပါတယ်ဒီနေရာမှာကာယကံဝစီကံ မနောကံတို့ရဲ့အဓိပ္ပာယ်ကိုလည်းမတည်သေးသူများအတွက်အဓိကထားပြီးပြောပြပေးပါဦးမယ်ကာယကံဆိုတာကိုယ့်ရဲ့ခြေလက်အင်္ဂါစသည်များနဲ့ ိုထီလက်ရောက်လွန်ကျူးမှုရန်ကားမှုကိုပြောဆိုတာဖြစ်ပါတယ်။ဝစီကံဆိုတာကိုယ့်ရဲ့ပါးစပ်နဲ့လွန်လွန်ကဲကဲရုပ်ရုံမှမှ ပြောဆိုဆဲရည်ခြင်းမဟုတ်မဟတ်တွေပြောခြင်းလိညာပြောဆိုခြင်းစသည်များကိုပြောဆိုတာဖြစ်ပါတယ်။မနောကံဆိုတာကိုယ့်ရဲ့အတွေ့အကြံများကိုပြောဆိုခြင်းဖြစ်ပါတယ်။အလွယ်ပြောရရင်ကာယကံဆိုတာမိမိပြုလုပ်တဲ့အလုပ်ဝစီကံဆိုတာ မိမိပြောဆိုတဲ့စကားမနှောကန်ဆိုတာမိမိရဲ့အတွေ့အကြံတွေပဲဖြစ်ပါတယ်။ကဲအလုံးပဲဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်။ဒီနေ့အတွက်ကဩဃာတကနေပျောက်ပါစေခြင်းအကျိုးငှာထိပြီးသွားပါပြီ။အလုံးနားလည်ကြမယ်လို့ထင်ပါတယ်။ကျန်တာကိုတော့နောက်ရက်တွေမှာဆက်လက်ပြောပြပြီးသွားပါမယ်။အလုံးကိုစိတ်နှပြား ျမ်းမာချမ်းသာကြ၍ကောင်းသောလူရင်းစံတာများပြည့်ဝနိုင်ကြပါစေ။